ီမဲ့ကျွန်တော်တို့မောင်းထုတ်ပါရင်နော်ဒီမဲ့နော်ကျွန်တော်တို့မောင်းထုတ်ပါရင်မခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာအခု PK ထုံးကကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်မှဘာပြစ်မှမရှိပဲလေကျွန်တော်တို့ခွေးမောင်းသလိုမောင်းထုတ်တာပါဒီမှာဒီနာ PK ထုံးကဒီမှာကိုထုံးလုံးဝင်ကကျွန်တော်တို့မောင်းထုတ်တာပါဒီမှာခွေးလိုမောင်းထုတ်တာပါကျွန်တော်တို့သူတိထွက်တော့ထွက်တော့ဆိုပြီးမောင်းထုတ်တာပါဒီမှာပါနော်ခွေးမောင်းသလိုမောင်းထုတ်တာပါကျွန်တော်တို့ဘာပြစ်မှမရှိပဲနဲ့ ဝန်ထမ်းတရားကိုလက်ပါတာပါเนาะကျွန်တော်ကိုထိုးတာပါเนาะကျွန်တော်ကိုထိုးတာလုံးဝမကျေနပ်ပါဘူးရတနာပီကေတုံးစိန်ဆိုင်ပိုင်ရှင်အကိုထုံထုံကြီးကကျွန်တော်ကိုထိုးတာပါကျွန်တော်ကိုထိုးပြီးဇွတ်တွေမောင်းချပါတယ်เนาะဇွတ်တွေဆွဲအတင်းတွေကိုပဲထွက်တော့ထွက်တော့ငါလုံးဝသာမင်းဆက်ကွက်မမြင်ချင်ဘူးဇွတ်တွေပြောရတယ်เนาะကျွန်တော်ကိုလုံးဝထိုးတာပါလုံးဝမကျေနပ်ပါဘူးအဲ့ဒါဒီကျွန်တော်တို့လည်းကျွန်တော်မိသားစုလည်းချင်းချောက်ပါတယ်မိမိသားစုကြီးရောမင်းကိုဘယ်လိုလုပ်ပြလို့ရလဲဆိုကျွန်တော်ချင်းချောက်ပါတယ်နော်ကျွန်တော်လုံးဝချင်းချောက်ပါတယ်ဒီမှာနော်ဒီ TikTok ပါနော် အဲဒီနေ့ဖြစ်တဲ့ပြဿနာကြာဘယ်လိုစပြလဲလို့24ရက်နေ့အင်္ဂလိပ်လို24ရက်နေ့ကျွန်တော်တို့ hotpot သွားစားတဲ့နေ့ညနေမှာကျွန်တော်တို့က hotpot သွားစားဖို့အတွက်အင်ကြီးလေးလဲပြီးပါပြီเนาะအပြင်ဝစားရဲ့လဲပြီးပြီအဲဆိုင်လေးပိတ်သွားပြီဆိုင်ပစ္စည်းလေးအကုန်လုံးတင်ပြီးသွားတဲ့အချိန်မှာကျွန်တော်တစ်တော့ကိုထောင်ပြီးတော့ရိုက်လိုက်တာရဲရဲရဲတဲ့အချိန်မှာဖုတ်ဖုတ်ရနေရှိမှသူကလိုက်ကာတာ ကတော့မှဘေးမှာဝန်ထမ်းကောင်မလေးတက်လို့ရှိရင်တော့သူ့ကိုသူ့ကိုလည်းကျွန်တော်သူ့လည်းတည်တယ်ခုခုမကနဲ့ကျွန်တော်ကမယ်ဆိုရင်ဟိုဟာဖေဖေမီတို့ကပြောလိမ့်မယ်ပေါ့နော်အတူတူကလို့မရဘူးဆိုတော့ကမပါပဲကမပါပဲဘာမှပြမိမိကကမှာပဲဆိုသူကလိုက်ကာကပြီးအတင်းနေအတင်းနေပြောလို့မရတော့ဆိုတော့လိုက်ကာကလိုက်ကာကိုကျွန်တော်ရှိမှကနေကကရဲ့ချင်မှသူကလိုက်ပြီးအဲ့လိုလေလိုက်စတာပေါ့နော်စားလဲစားတော့ကျွန်တော်ကလည်းအဲ့ဒီမှာဟောဘာမှမဖြစ်လောက်ပါဘူးပေါ့ကျွန်တော်အကောင့်မှာဒီတိုင်းပဲတင်လိုက်တာကွာဒီတိုင်းပဲတင်လိုက်တာ တင်နေတင်အောင်ပေါ့အဲဖွေးစင်လေးရဲလိုက်ချုပ်နေရဲဆိုလိုက်ချုပ်နေတော့ဖွေးစင်လေးဆိုပြီးကျွန်တော်အဲ့လိုလေးကပ်ပရှင်လေးရေးပြီးတော့တင်လိုက်တာတင်လေးတင်ပြီးတော့နောက်နေ့မနေ့25ရက်နေ့မနေ့ကြတော့အမက်ပိုးကနေပြီးတော့လာပြောတာအပိတ်မစင်ကြမှာအဲဟွာပေါ့အဲဝန်ထမ်းကြီးပေါ့နော်ဒီဟွာတွေမတင်နဲ့ပေါ့အဲဟွာတွေနဲ့ပါတော့ အဆိုင်ရကလေးတွေနဲ့ကလေးတွေနဲ့ဝန်ထမ်းတွေနဲ့ personal account မှာတင်ခွင့်မရှိဘူးတင်လို့မရဘူးပေါ့အဲအဲ့လိုပြောပြောပြောကျွန်တော်ကနေပြီးတော့အဲ့ဒီမှာမမထီလေးရှိတယ်တိုင်းတာဝန်ခံမမထီရဲ့အဲရှိတယ်ရှိတဲ့အချိန်မှာကျွန်တော်ကဩကျွန်တော်ဟာကလေးရဇွတ်လိုက်ကာပေါ့နော်ဇွတ်လိုက်ကာတော့ကျွန်တော်ကအဲ့လိုတင်လိုက်တာကိုကျွန်တော်ပြောခံရတယ်ပေါ့နော်ကလေးကြီးချောင်ပါညာပေါ့ကျွန်တော်ကအဲ့လိုမျိုးကစိတ်ညစ်တာကိုစိတ်ညစ်တယ်ဘာမှမဟုတ်သူစိတ်ပြတ်တယ်ပေါ့ဗာညာအဲ့လိုပြောတာပြောလဲပြောအဲ့စကားပြီးသွားရင်အဲ့ဒီမှာအဲ့ဒီမှာဘာမှမဖြစ်ဘူးပြီးသွားပြီဒီနေ့မနက်မှဖြစ်တာ ဒီနေ့မနေ့မှစဖြစ်တာဗျဒီနေ့မနေ့မှဘလို့ဖြတ်ပြီလဲဆိုတော့ ဖြစ်တဲ့ပြဿနာကမနေ့မနေ့ကလေးပြီးသွားမနေ့ကမနေ့ကလေးပြီးသွားပြီးသွားရောဒီနေ့မနေ့မှာဆန်ရဝင်တဲ့ကောင်လေးတွေနဲ့ကာမလေးနဲ့ရန်ဖြစ်ပြီးတော့အဲ့လိုမျိုးအဲကာမလေးကောင်လေးကနေကာမလေးကိုအဲ့လိုဆဲလိုက်လို့ဆဲလဲဆဲရောကာမလေးကနေအဲ့လိုမျိုးသူ့သူ့အမေကိုအဲ့လိုဆဲတဲ့အတွက်ပြဿနာကိုဖြေရှင်းပေးခိုင်းတာအဲ့ဒါနဲ့မမထေတို့ကိုထုံးနေရလို့လည်းဖြေရှင်းလို့မရတဲ့အတွက်မပိုးကိုတွားပြောမယ်ဆိုပြီးတွားပြောတဲ့အချိန်မှာမပိုးကမစင်လာဘူးကိုထုံးဝင်ကစင်လာစင်လာပြီးတော့မှအဲ့ကာမလေးကိုအနေနဲ့အလုရှုပ်တယ်နင်းနင်းကတော်ဆရာရှုပ်တယ်နင်းထွက်တော်ဆိုပြီးပြောတာပြောပြောကျွန်တော်မတည့်ရဲနဲ့ကျွန်တော်ပြောမယ်လို့လည်းမထင်ဘူးပေါ့နော် ကွက်ကွက်နေရအဲ့လိုလေမတက်ရရနေဆိုမင်းကလည်းဘာဖြစ်ချင်တာလဲငါသမီးကိုဘာပြောရအောင်လဲအဲဘာပြောရအောင်လဲမင်းငါသမီးကိုအဲ့လိုမင်းကခလေးကလိုက်ပြီးရရှုပ်တယ်ဆိုရင်ပြောရဘာဖြစ်လို့လဲဩကျွန်တော်က ဟုတ်တယ်လို့ကျွန်တော်အဲ့နေတင်တာဗောနော तू ကလိုက်ပြီးတော့စွတ်တီးရှိရနေလိုက်ကာတာဗောကျွန်တော်ကမကနေလို့ပြောရဲအဲ့နေခရမကနေလို့ပြောတာဗော तू ကလိုက်ကာတဲ့အတွက်ကျွန်တော်ကဒီတိုင်းပဲတင်လိုက်တာဗောဘာမှဖြစ်လိမ့်မယ်မထင်တာဘူးကျွန်တော်အကောင်ကလည်းပုံမှန်အကောင်ပါပဲဘာမှအလို့သူ့ကိုလိုက်ရခြင်းလို့လည်းအတန်းရှင်းစာခြင်းလို့လည်းမဟုတ်ဘူးဒီတိုင်းလေးပဲတင်လိုက်တာတင်လိုက်တာမှ तू ကအဲ့လိုမျိုးလာပြောတာလာပြောရင်လည်းကျွန်တော်နဲ့အဲ့လိုပြဿနာဖြစ်ပြီးကျွန်တော်ကိုထိုးတာဗောနော် ကျွန်တော် AEC လေးပဲပြောလုံးဝဟိုဒေါသမန်နေဟိုပါဖြစ်တယ်တခုမှမပေါ AEC လေးပဲကျွန်တော်ရှင်းပြအဲ့ဒါကိုမှသူကကျွန်တော်ကိုအဲအလုပ်ရှင်တယောက်ကအလုပ်ရှင်တယောက်ကိုအလုပ်သမားတယောက်ကအဲ့လိုပြန်ပြောကြလာတယ်ကျွန်တော်ကိုထိုးတာပါနော် CCTV record လဲ CCTV record လဲသူတို့ဆိုင်မှာရှိမှာပါနော်ရှိမှာပါအဲ့တော့အဲ့ပြဿနာကိုဖြေရှင်းပေးပါနော်